လောအလိုကူပြီးတော့အရင်စားလို့ကောင်းတဲ့အာလူချင်းကဆက်တုပ်လုံးလေးလေးကိုမျှရပေးလိုက်ပါတယ်။အရင်ဆုံးအာလူနှလုံးကိုအခွန်ခွာပြီးတော့အချောင်းလေးတွေဖြစ်အောင်ဂျီလေးနဲ့ချစ်ထားပေးလိုက်ပါမယ်။ရေအကြီးအောင်ဖြစ်လာတဲ့အထိဆေးပေးပြီးသွားရင်တော့ရေစစ်ထားပေးလိုက်ပါ။နောက်ထပ်ပောင်ရင်ပစ္စည်းလေးတွေကဒါလေးတွေပါပဲ။အိုးထဲမှာရေထည့်ပေးပြီးရေနွေးစုလာပြီးဆိုရင်တော့အာလူလေးတွေကို10မိနစ်နဲ့20စက္ကန့်လောက်ပြုတ်ထားပေးလိုက်ပါမယ်။ရသွားပြီဆိုရင်တော့ဆေးပေးပြီးရေထဲမှာစိမ့်ထားပေးလိုက်ပါ။ ရေတိချလေးစစ်ပေးထားပြီးရင်တော့ချက်သွန်ဖြူငရုတ်သီးကြောက်ဟွာကြောက်စေနှမ်းထည့်ပေးပြီးမွေးသွားအောင်စီပူလေးလောင်းပေးလိုက်ပါမယ်။နောက်ထပ်လူတိုင်းကြိုက်တဲ့နနမေလေးထည့်ပေးပြီးပင်ကံပြရဲ့အကြီးနှစွန်းဖနီကာခယူစီစာ ချက်သားမုံတကြားထည့်ပေးပြီးနှံ့သွားအောင်သေချာလေးမွေထားပေးလိုက်ပါမယ်။ဒါဆိုရင်တော့လွယ်ကူရိုးရှင်းပြီးစားလို့အရင်ကောင်းတဲ့အာလူးချင်းကန်ဆက်တုပ်လေးကိုရပါပြီနော်။လောကလွယ်ကူတာမို့လိုက်လို့စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်။